တရကအကြံဖက်လမ်းစဉ်ခြေထုတ်နေတဲ့အကြံဖက်တောင်းကျသူတွေဟာဘာဘာညင်ချာရရှိပြီးပြည်တော်စုနဲ့တူပါတီတို့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်ရှောက်လှမ်းရေးထက်မြန်မြေလက်နေ့တနေ့ဓာတ်စဉ်စစ်ပြင်ဝါဒကိုသာခြေထုတ်လိုချင်တာကြောင့်တိုင်းသားစီတို့ညွညွရေးကိုထိခိုက်ဒဏ်ရာနဲ့အခြေအနေတွေဖြစ်ကွန်လာခဲ့ရတယ်နေပြည်တော်နဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြံဖက်တောင်းကျသူတွေရဲ့တိုက်ပွဲပုံဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့သူတွေရဲ့အတန်အုံးအစည်းစီး ဥစ္စာတွေနဲ့မြို့ရတဲ့ပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ဒီသူအလုံးကအလွန်ရွှန်ရှားဆက်စုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြည့်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်ရေသောဘကိုချိပါလာတဲ့လက်နက်ကန်အကြမ်းဖက်နှမ်းစင်တွေကိုလည်းလောဘလက်သင်ခံတက်လို့မရတဲ့အတွက်တမ်ဘော်ဒီနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။လက်နက်ကန်လမ်းစင်နဲ့အကြမ်းဖက်လမ်းစင်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာပုဒ်ကိုထောက်ရှုပြီးဘာဘရာရင်းကြရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေတက်သူလက်ထက်ဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစက်ကြီးတိုက်ခိုက်နေတဲ့နိုင်ငံသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကြသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ပဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနိလနဲ့ခေရှင်းဆောင်ရနေဖို့ခိတ်ခေါ်ကံလန်းထားပြီးဖြစ်တယ် နိုင်ငံရေးကြီးကဲကိုစပွားပိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့တာအဖြစ်ဆန်တယ်မှာဖြစ်တာကြောင့်ညီညာရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလမ်းဖွဲ့ထားကြောင်းထပ်မံအသိပေးပြောကြလိုတယ်တိုင်းရင်းသားလက်နက်ကင်တွေနဲ့ PDF တွေကိုရွေးကောက်ပွဲလမ်းကြောင်းရွေးဖို့စစ်ကောင်းဆောင်ပြောတိုင်းရင်းသားလက်နက်ကင်တွေနဲ့ PDF တွေအနေနဲ့လက်နက်ကင်လမ်းစဉ်ကိုစွန့်ပြီးရွေးကောက်ပွဲလမ်းကြောင်းရွေးဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်က ဒီကနေ့ညပိုင်းမှာပြုလုပ်တဲ့နှစ်80ပြည့်တက်မတော်နေ့စီရေးပြမိတ်ခွန်းမှာထည့်ပြောလိုက်ပါတယ်။လက်နက်ကင်လန်းစင်ကိုစွန်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးတည်ထနာကိုနိုင်ငံရေးနီးလန်းနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ်ကန့်လန့်ထားပြီးဖြစ်တယ်လို့သူကပြောပါတယ်။ နိုင်ငံရေးပြဿနာကိုတွဲဆုံဆွေးနွေးရေးနီလန်းနဲ့သာအဖြေရှာနိုင်မှာဖြစ်တာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုဆိုလမ်းဖွင့်ထားကြောင်းထက်မှန်အတိအပြေပြောကြားလိုတယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကပြောခဲ့တာပါနှစ်80ပြည့်တက်မတော်နေ့စီရေးပြမိန်ခုံးမှာတက်မတော်ကအမျိုးသားနိုင်ငံရေးမှာဆက်လက်ဥဆောင်သွားမယ့်အကြောင်းနဲ့ရွေးကောက်ပွဲအနိုင်ရပါတီကိုနိုင်ငံတော်တာဝန်လွှဲပေးမယ့်အကြောင်းမှာသူကထက်မှန်ကတိပြုပါတယ် စစ်ကောင်းဆောင်ကစန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့အစည်းတွေအကြမ်းဖက်တပ်ဖွဲ့တွေအနေနဲ့လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လုပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကဆင်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီလန်းနဲ့ဖြေရှင်းဆောင်ရွက်နိုင်မှုဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်ဟုပြောသည်။ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်ကအာဏာပါတီရဲ့အာဏာချက်တွေကြောင့်1988မှာစူပူအောင်ကြောင်းမှုတွေနဲ့ မင်းမင်းဆဲဆန်တဲ့အပြုမူတွေဖြစ်ပေါ်လာပြီးအုတ်ချုပ်ရေးရန်ရတွေထိခိုက်ပျက်စီးလာချိန်မှာလဲတပ်မတော်ကပဲတာဝန်ထိမ့်သိမ်းစောင့်ရှောက်ပေးခဲ့ရတယ်နောက်တစ်ဆယ်ပြည့်နှစ်မှာတော့သူများလူထားတဲ့ပါတီစိုးဒီမိုကရေစီလမ်းကြောင်းကိုတပ်မတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ20မှာပါတီစိုးဒီမိုကရေစီ စနစ်ရှင်းတန်းစီဖို့အတွက်တပ်မတော်အနေနဲ့ ၂၀၁၈ခုနှစ်ဖွဲ့စည်းပုံအခြေအနေနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဗက်ပေါင်းစုကနေပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။၂၀၂၀ပြည့်နှစ်ပါတီစိုးဒီမိုကရေစီအထူးရေကောက်ဖွဲ့မှာအာဏာရပါတီကအလွန်ရုပ်ဆိုးကြီးတန်းထားတဲ့မဲပသမာမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီတရားဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရေကောက်ဖွဲ့တစ်ခုမပြည့်ရဘူး။ပါတီစိုးဒီမိုကရေစီနဲ့ပြည်ရင်း ဈေးတဲ့မယွတဲ့နိုင်ငံရေးလွတ်ဆောင်ချက်ဖြစ်လာခဲ့တယ်။တမရော်နေနဲ့ဖြည့်ရှင်းစာရောပေးဖို့တရားဥပဒေနဲ့ကြီးတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလက်ယူရှုပြီးပြတ်တော်ခေါ်နိုင်ငံတော်အာဏာကို မတရားတဲ့နီလာနဲ့အာရမရယူဖို့လွတ်ဆောင်ခဲ့ကြတယ်။ဒါကြောင့်တမရော်နေနဲ့နိုင်ငံကိုပေါ်နေကြီးညာပြီးနိုင်ငံတော်ဝန်တွေကိုထားဆောင်ခဲ့ရတာဖြစ်တယ်။ ဒုတမတော်နေနဲ့လွတ်လပ်ကြိုးပမ်းမှုကာလကနေလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာဒုတဝန်ရေသုံးပေါက်ကိုထိပါလာမဲ့အန်ဒီရီနဲ့ကြုံတွေ့လာရတိုင်းနိုင်ငံတော်နဲ့ပြည်သူတွေဆောင်းဆန်းတပါကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်လို့အနာဂတ်နိုင်ငံအနာဂတ်ကာလမှာလည်းကာကွယ်ဆောင်ရှောက်တောင်းမှဖြစ်ကြောင်းပြောကြလို့လေရဘို့လို့ဒုနိုင်ငံမှာခစ်စနစ်ရဲ့တောင်းဆိုချက်ရပြည်သူတွေရဲ့ လူဝင်စန္ဒနဲ့ညီပါတီစိုဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝါးရေးစနစ်တွေကို ဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်တွေမရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်တော်ညဆန္ဒခံအုပ်ပဲကျင်းပပြုလုပ်ပြီး2008ခုနှစ်မေလ29ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာတူဦးတယောက်အဖွဲ့အစည်းတစ်ခုရဲ့သဘောဆန္ဒအရရည်စထားခြင်းမဟုတ်ပဲနေပဲကဏ္ဍအသီးသီးကကိုယ်စားလှယ် တထောင်ကျော်ပါဝင်တဲ့အစုဖွဲ့ရှစ်ဖွဲ့နဲ့မြို့သားညီလာကတရက်ကျင်းပပြီးဖက်တန်းခဲ့ရတဲ့တမိုင်းချောင်းအပေါ်များပေါ်မှာကြေကြေပြတ်ပြတ်ဆွေးနွေးရည်ဆွဲခဲ့ကြတာဖြစ်တယ်တထောင်ရှစ်ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပုံမှန်20ဆလုံးမှာတံပရော်ဒီနိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေကိုကာကွယ်ဆောင်ရွက်အဓိကတာဝန်ရှိပြီလို့အတိအလင်းပြဋ္ဌာန်းထားတဲ့ညီဒုတံပရော်ဒီနဲ့နိုင်ငံတော်ရှစ်ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လည်းရှိတယ်။ဓာပြည်နိုင်ငံတော်ဖွဲ့စည်းပုံခြေကဥပဒေရဲ့ပုံမှန်6စာလုံးမှာနိုင်ငံတော်၏အမျိုးသားနိုင်ငံ၏ဥဆောင်မှုအခမ်းအနားတွင်တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးကိုအစဉ်တစိုက်ဥတည်သည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ညီဒုတက်မတော်ဟာအမျိုးသားနိုင်ငံ၏တာဝန်ကိုလည်းခြေပြုံးစွာထောင်းဆောင်လျက်ရှိတယ်။အမျိုးသားနိုင်ငံ၏ဆိုတာပြည်တော်သူမပြိုကွဲရေး ဒိုင်းရင်သားစီလုံးကြီးတို့မပြိုကွဲရေးအချို့ကြအာဏာတည်တတ်ခံမဲဆိုတဲ့ဒုတာဝန်ရည်သွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူတွေရဲ့အကျိုးစီးပွားကိုသာအစဉ်ရှိရှုထောဆောင်ဖို့ရည်ရထားတဲ့သာဝရတည်ငြိမ်တည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။တနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်းပြောကြလို့တယ်။ ရဲဘော်တို့တမ်းဘတော်ကနိုင်ငံတော်စစ်ဘုတ်အချွေကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစုဘူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ပေမဲ့အဲ့ဒီအချိန်ကတွဲတဲ့အချိန်ကလည်းလောင်းအချို့ဟာလောင်းအချို့ဟာနိုင်ငံရေးကြဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ညီဖြေရှင်းလိုခြင်းမရှိပဲလူတွေရဲ့စိတ်ခံစားချက်ကိုအသုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်စင်ကြင်တို့တရားကင်းမဲ့စွာတွေးထိုးလှုံ့ဆော် ုံစော်လာခဲ့ကြတယ်အဓိကမှာတစ်ဆင့် NUG CRPH နဲ့ PDF အမြေကအကြံဖွဲ့တွေဖွဲ့စည်းပြီးနိုင်ငံတော်ဝန်လုံးအကြံပုတ်မှုတွေချေချေပြတ်ပြတ်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်အဲ့ဒါတွေတဲ့တူနိုင်ငံတော်အချုပ်ကဘလို့လာတဲ့ပြည်ပြည်မီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကြက်တဲကိုပုံမှုချီးထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီးမဟုတ်မှမှတရင်တွေနဲ့ ဝါဒဖြန့်ချိမှုတွေလှုပ်ဆောင်လာခဲ့ကြတယ်။အစိုးရအုပ်ချုပ်မှုရန်ရတွေဆက်ပြီးမလည်ပနိုင်စီဖို့နဲ့ဝဒန်းတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာတစ်ဆာမဲ့ကစွန့်ခွာသွားစေဖို့လှုပ်ဆောင်တာတွေလှုပ်ဆောင်ခဲ့ကြတယ်လို့တပတ်ကလည်းခေါ်တာအမြင်ကြီးမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တတ်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခြင်းဖြင့်ပြည်သူတွေချားမှာအကြောက်တရားဆုံးမှုကြီးစိုးလာအောင်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်လာခဲ့ကြတယ် တနည်းအားဖြင့်နိုင်ငံရေးရည်မှန်းချက်ကိုလက်နက်ကင်အချမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့အတူကြိုးစားလာခဲ့ခြင်းပဲဖြစ်တယ်။ဒါပြင်တိုင်းဒေသနဲ့ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုခွင့်ကောင်းယူပြီး PDF အမေရိကန်အချမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုရေးနဲ့ဒီအေရှန်ကြီးပြပြအောင်ညီမ်းပေါင်းစုံတဲ့လှုပ်ဆောင်ခဲ့ကြပြန်တယ်။အပြိမဲ့ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေ သူတို့လိုချင်ပူပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မြို့ပါတွေကို ပြစ်ခတ်တိုက်ခိုက်တာတွေမိရှုဖျက်ဆီးတာတွေနိုင်ငံပိုင်အဆောက်အဦလန်ဒရာရင်းနဲ့ကျက်စီတာဝါတန်ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့အချမ်းပဲလိုရတွေကိုအရှိန်မြင့်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်ဒနကံအချမ်းပဲလမ်းစဉ်ခြေသုံးနေတဲ့အချမ်းပဲတောင်းချသူတွေဟာသာဝရညဉ့်ညံရရှိပြီးပြည်တော်စုနဲ့တူပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက်နေမြေလက်နေတနေဓာတစဉ်စီပင်ဝါရကိုသာကျေတုလိုချင်တာကြောင့်ဒိုင်းသားစီတို့ညွညွရေးကိုထိခတ်တန်နေတဲ့အခြေအနေတွေဖြုတ်ကွန်လာခဲ့ရတယ်နေမြေဒီသားလိုက်အာနာရရှိဖို့ကြိုးစားကြတဲ့အကျံပဲတောင်းကြသူတွေရဲ့တိုက်ပွဲဖော်ဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီးဥစ္စာတွေနဲ့မြို့ရတွေပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြည့်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်ရေသူပေါင်းကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင့်ခံတစ်လို့မရတဲ့အတွက်တမ်ဘော်တော်တွေနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်အစ်စ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။မြန်မာတိုင်းမှာ အကြပ်ပက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမတော်တွေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်ရည်သွေးပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့တွေနဲ့အသက်ကိုဗရဏမထားပဲစွလုံဆွန်စားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုကြီးပွားစွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလို့ရဲဘော်တို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုံ့ဆော်ရမှာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့်ပြည်သူတို့ချင်းစီနဲ့တက်ဆိုင်ရာလူကြိုးရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလူကြိုးရေးအသိရှိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလူကြိုးရေးစနစ်ကိုပေါ်ဆောင်လေးရှိနေတယ်ဒီလိုဖောင်းဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လူကြိုးရေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့ သူတို့ကပူပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်။ဒါပြင်နိုင်ငံသားတိုင်းဟာနိုင်ငံတော်ဝကာကွယ်စားချုပ်ဖို့တာဝန်ရှိတာနဲ့အညီတတ်မှတ်ထားတဲ့အသက်အရွယ်နဲ့အကျိုးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိရေးအတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းခဲ့ပြီးအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိနေတယ်။ပြည်သူ့စစ်မှုထမ်းတွေဟာ အလွာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ရသူတွေဖြစ်ပေမဲ့လည်းအတူစုပေါင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြတော့အယောင်သွေးတူအတွေ့အမြင်တူယုံကြည်ချက်ခံယူချက် တူညီတွေဖြစ်လာကြပြီးတော့နောင်တော်တပ်မတော်သားတွေတူလက်တွဲပြီးနိုင်ငံတော်မှာတာဝန်ချရာတပ်အသီးသီးမှာကိုယ်စီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်သီးတဲ့နိုင်ငံသားကောင်းတွေဟာ ီသူစစ်မှုထမ်းတွေဖြစ်ခိုင်မာတဲ့အင်အားစုတရအနေနဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်းဂုံယူစွာပြောကြားလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအနေနဲ့စစ်မှားစည်းကမ်းပြုဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးမြို့ကြီးမားချက်နှစ်ရပ်ကို ခိုင်မာစွာအကောင့်တွေပေါ်ဆောင်ရွက်လက်ရှိနေတယ် နိုင်ငံတော်ဆိုရကချမှတ်ထားတဲ့နိုင်ငံရေးရီမချက်တွေကိုအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရတဲ့နေရာမှာဒုတက်မတော်အနေနဲ့ကြာရခန္ဓာကပါဝင်ဆောင်ရွက်သွားကြမှာဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေကမ်းတဲ့ပြည်တော်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအားလုံးစီလုံးညွညွတ်စွာနဲ့ပြည်တော်စုစိတ်ဓာတ်ကိုအရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့လိုအပ်တယ်ပြည်တော်စုစိတ်ဓာတ်ဟာ အထေသမားရဲ့ဒွန်းတရရဲ့ဂျိုးပတ်မှုမှာအရင်ကဖြစ်ခဲ့တယ်လို့အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုံမြင့်ဖြစ်တယ်ဒုနိုင်ငံမှာတိုင်းသားအလို့ဟာတမြေတည်းနေတရေတည်းတောက်သူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရွက်လို့စိတ်ဓာတ်ရဲ့စိတ်ဓာတ်နဲ့တောင်ပေါ်မြေပြတ်မခွဲကြပဲအေဒူပူမြတ်တသွေးတဲ့တသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်တွေရှိဖို့အရေးကြီးဆုံးနဲ့လောအဆုံးဖြစ်တယ်ဆိုတာပြောကြလို့တယ် ြည်ရင်အားသည်ပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားတိုင်းပြည်တော်စုဘတိုင်းရင်းသားတွေအားလို့ရဲ့စီလို့ညွညွမှုအင်အားတွေနဲ့တူတက်ညီလက်ညီအားလုံးဥပပါဝင် ဆောင်ရွက်မှသာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြလိုတယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုံ့ဆော်ရမှာပြည်တွင်းလက်နက်ကိုင်ပြည်ပကချုပ်ငင်းရေးနဲ့ သာဝရညီငယ်ရရှိရေးဟာအလွန်အရေးကြီးတယ်ဒုတမတော်တွင်တဲ့ညီငယ်လုပ်ငန်းစဉ်တွင်တဲ့ပတ်သက်ရင်2008ခုနှစ်ဖွဲ့စည်းဘုအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ် NCA ပါသဘောတူညီတဲ့အတိုင်းဖြစ်နေတဲ့များအလေးထားလှုပ်ဆောင်သွားမှာဖြစ်တယ်ဒါပြင်ဒနကန်လမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာမှုတွေကိုထောက်ရှုပြီး သဘာဝညီညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေနဲ့အတူလက်တွဲဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကံအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ဘက်လမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရနိုင်ဖို့ခိတ်ခေါ် ကမ်းလှမ်းထားပြီးဖြစ်တယ်။နိုင်ငံရေးနည်းလမ်းကိုသဘောပေါက်ပေါ်ပါပြည်စုံဆွေးနွေးခြင်းနဲ့သာအပြည့်အစုံနိုင်မှာ ဖြစ်တာကြောင့်ငြိမ်းချမ်းဆွေးနွေးမှုတွေကို အမြဲတမ်းကြိုးစားလမ်းဖွင့်ထားကြောင်းထပ်မံအသိပေး ပြောကြားလိုတယ်။ရပါလို့နိုင်ငံတော်စီပွားအုပ်ချုပ်ရေးကောင်စီနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်ထားဆောင်ခြင်းကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်။ချမှတ်ထားတဲ့ရှစ်လုံငန်းစဉ်900ရဒုလပီတရားမျှတတဲ့ပါတီစိုဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာလွှတ်အပ်နိုင်ရေးဥတည်ထားပြီးရွေးကောက်ပွဲကိုတမကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမှတ်မှတ်ချမှတ်ထားတယ်။ နိုင်ငံတော်ဝထမ်းသိမ်းပေးနေတဲ့တပ်မတော်ရဲ့ကိုစားနိုင်ငံတော်စစ်မောအုပ်ချုပ်ကောင်စီနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရုပ်ောက်ပဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်နေရှိရမှာကျွန်တော်ရှိခုနှစ်ဖော်စည်းဖို့ခြေကံဥပဒေအပါဝင်ရုပ်ောက်ပဲဥပဒေများဤဥပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရုပ်ောက်ပဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်လည်ရှိနေတယ် တနည်းအားဖြင့်သာနာမေပေးပံ့ပိုးရှိသူအားလုံးမေပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူရာချက်ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆောင်ရွက်နေတယ်ရဲဘော်တို့ဒုတံမတော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာဝေးတာဝန်ကိုခြေမသာထမ်းဆောင်နိုင်ဖို့ပဲတတိုင်းရဲဘော်တိုင်းမှာစိတ်သက်စီကံ တစ္ဆာခြေလုံးခြေလုံးမှုသောဝေတုံးရပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါးနဲ့ပြည့်စုံမှုလိုအပ်တယ်။အဲ့ဒီအခြေခံရည်ချင်းတွေနဲ့ပြည့်စုံပြီးအင်အားတောင့်တတဲ့တပ်မတော်တရားဖြစ်လာစေဖို့အတွက်ဒီကြည်နဲ့တိဆောက်အုပ်ချုပ်ရေးနဲ့တိဆောက်တသက်ချာရေးနဲ့တိဆောက်စိတ်ဓာတ်နဲ့တိဆောက်ဆိုတဲ့တတ္တိဆိုင်လုပ်ငန်းကြီး၄ရက်နဲ့ကြီးတိဆောက်သွားကြမှာဖြစ်တယ်။တတ္တိဆိုင်လုပ်ငန်းကြီး၄ရက်ဟာ တခုနဲ့တခုဆက်ဆက်လည်းရှိပြီးတတရွေလေးခြင်းမှုတွေမှန်ကန်မယ်အိုးချုပ်ထမောက်မှုတွေကောင်းမွန်မယ်တသက်ချောင်းချီဆောင်ဝဲပေးမှုတွေနဲ့ပြည့်ဝနိုင်မယ်ဆိုရင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့တန်ရက်တက်ဖို့တွေအပေါ်မှာခင်တွေ့တည်တာမှုတမ္ပရပေါ်မှာလေးစားယုံကြည်အားကိုးမှုတမ္ပရနဲ့နိုင်ငံတော်နဲ့စွန့်လွတ်အနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်တွေဖြစ်ပေါ်လာစီမှာပဲဖြစ်တယ်အဲ့ဒီလိုစစ်တပ်ကောင်တွေနဲ့တူ စီလုံညွညွမှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတည်ဆောက်ထားနိုင်မှသာနိုင်ငံတော်နဲ့တပ်မတော်ကပေးရလာတဲ့တာဝန်တွေကိုခြေပြသာထမ်းဆောင်နိုင်မှဖြစ်လို့တတိဆွေလုပ်ငန်းကြီးလေးရက်ကိုအလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြလို့တယ်ရပါလို့ဒုတက်မတော်သားတွေဟာအများသူကလုံဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်တဲ့လူကြီးတာဝန်တွေကိုထမ်းဆောင်နေကြသူတွေဖြစ်တာကြောင့် စိတ်ဓာတ်ကြံ့ခံမှုရှိဖို့အထူးလိုအပ်တယ်စိတ်ဓာတ်ကြံ့ခံမှုဆိုတာအနမကအရှုံးမပေးခြင်းနဲ့စိတ်ဆံကနေဖြစ်တည်လာတာကြောင့်ရေဘော်တို့တွင်နဲ့တုံးတိုက်တဲ့ကြာကကဲစိတ်ဓာတ်ဒုက္ခကြီးကြံအလံမလဲတဲ့စိတ်ဓာတ်တမ္ပရောရဲ့အစင်လာကို အသက်ပေးဆောင်ဖြူလို့တဲ့စိတ်ဓာတ်ဆတဲ့တမ္ပရောရဲ့စိတ်ဓာတ်တွေကိုရည်ကြည်မွေးမြူထားကြမှာဖြစ်တယ်ဓမ္မသာနိုင်ငံတော်နဲ့တမ္ပရောကပေးရလာတဲ့တာဝန်တွေကို အသက်ကိုဗရဏမထားပဲမစုံမနစ်တဲ့ဇွဲလုံလနဲ့ခြေပြုံအောင်ထမ်းဆောင်နေမှာဖြစ်တယ်။အဲ့ဒီလိုတာဝန်ထမ်းဆောင်နိုင်ထမ်းဆောင်တဲ့အခါမှာတို့တက်မတော်ဟာ စီကံကို အခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ဒူချင်းကိုစီစီကံထိုင်တဲ့မူဟာအရေးကြီးတယ်။ဒူတက်မတော်ဒီနေ့အချိန်ထိမရေမရရည်တည်နိုင်ခြင်းဟာစီစီကံကောင်းမှုမှုနဲ့မိန့်နေကံတက်မှုတွေကြောင့်ပဲဖြစ်တယ်။ တို့တမ္မတာအားလုံးအနေနဲ့စစ်တီတော်ကောင်တူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခါဝခါဝပစိုးပမာမြဲမြံစွာဆောင်တွင်ကြမှာဖြစ်လို့ဖြစ်တယ်လို့ရှင်းပြပြင်စည်းကမ်းတွေလုပ်ငန်းဝင်စည်းကမ်းတွေနဲ့နေပတ်ဆိုင်စည်းကမ်းဥပဒေတွေနိုင်ငံတကာမှာလက်ခံကျေသုံးနေတဲ့စစ်ပွဲဆိုင်ဥပဒေတွေထွေထွေတိုက်ခတ်မှုစည်းမျဉ် Rules of Engagement ROE တွေကိုလည်းတိကျပြန်ထောင်ချဖို့လိုအပ်မယ်။ဒါကြောင့်ရဲဘော်တို့တွင်လည်း စေတသိကကောင်းမွန်ပြီးဥပဒေကိုလေးစားလိုက်တာတဲ့စိတ္တိတော်ကောင်းတွေဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့အလေးနက်ထားမှာကြလို့တယ်ရပါလို့ရယူခြင်းခါးစားခြင်းဆိုတာတက်ရှိတရဝါတိုင်းပြုမှုကြတာပဲဖြစ်ပေမဲ့ဆုလို့ခြင်းဆိုတာကတော့မြင့်မြတ်တဲ့လူသားတချို့သာပြုမှုနိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်နေမိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက် မိမိနိုင်ငံတော်နဲ့အချုပ်အခြာအာဏာအတွက်မိမိအသက်ခံတာကို ပေးလို့ဆွဆန်းခြင်းဆိုတာကတော့အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမှုတန်ကြတဲ့အမှုကျင့်ပဲဖြစ်တယ်။အဲ့ဒီအမှုကျင့်တွေနဲ့ပြည်ပနေသူတွေဟာအများတကလှုပ်ဆောင်မှုခဲရင်တဲ့တာဝန်တွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အချိန်မှာဆွလုံဆွဆန်းမှုအပြည့်နဲ့ဆောင်ရွက်ကြတယ်လို့နိုင်ငံနဲ့လူမျိုးတဲ့ဘယ်လိုအခက်အခဲကိုမှအမှုမထားပဲ မိမိအသက်ခန္ဓာကိုဆွန့်လွတ်တဲ့အထိကြံ့ခိုင်တဲ့စိတ်ဓာတ်ပြောင်ပြောက်တဲ့သူရသက်သည့်တွေနဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လို့ရှိကြတယ်ဒါတွေဟာစိတ်တည်တော်ကောင်းတရားမှရှိရတဲ့ရည်ချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့တရတဲ့စိတ်ဓာတ်တွေနဲ့နိုင်တော်ကာကွယ်တာဝန်တွေကိုဆောင်းစားတယ်မှာထမ်းဆောင်ရင်းအသက်ခန္ဓာဆွန့်လွတ်ခံရတဲ့တံပေါ်သားတွေမြန်မာနိုင်ငံရတ္တဘုံပွေတွေနဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအားလုံးကိုပြည်သူသားကအာဇာနည်တွေဖြင့်အစဉ်အတိမတ်ပြုလေးစားဂုဏ်ယူကြောင်းပြောကြလိုတယ်။ဒါပြင်50သောရေးချက်သောတစ္ဆာကိုနေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်နှင့်လူကြီးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလည်းအမိနိုင်ငံတော်ရဲ့မြန်တို့တံပိုးထားပေါ်ရာအမျိုးသားကောင်းအမျိုးကောင်းတမီးတွေဖြစ်ကြောင်းဂုဏ်ပြုပြောကြလိုတယ်။ ရဲဘော်တို့ညီကုန်းချုပ်အနေနဲ့မှာချလိုတာကတော့နှစ်80ပြည့်တံပရောနေဥတီချက်တွေဖြစ်တဲ့ဒုတာဝယ်ရေသွမ်းပေါကို အစင်းအမြဲဥထိပ်ပန်းစင်ပြီးတံပရောရဲ့အဓိကလုပ်ငန်းကြီး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေဂျီတာဝန်နဲ့ပြည်သူ့ချုပ်ပြုတ်လုပ်ငန်းတာဝန်တွေကိုကြာရခန်းကဏ္ဍမှအသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်ကြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လက်နက်ကင်ပြိပက္ခများချုပ်ငိမ့်ပြီးစစ်မှန်သည့်သာဝရငင်းငင်းရရှိရာဆောင်ရွက်ရာတွင်ဗိုလ်စည်းဘုံခြေကဥပဒေ2008နှင့်တဏ္ဍာကားလိုပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ဘသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နှင့်နိုင်ငံသားများပေါ်ကြဲဝတာသောကြဲဝလာနေသည့်ဘေးအန္တရာယ်များမှ ကာကွယ်ဆောင်ရှောက်ရေးပြည်သူလူထု၏လူမှုဘဝလုံခြုံရေးနှင့် လူမှုစည်းဝါးဘဝဖုံဖုံထွက်ရေးတို့ကိုပပေါင်းစွာက ကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကြီးပေါ်ထွန်းလာစေရေးအရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနဲ့ညီဆောင်ရွက်ပစ္စည်းပါကရွတ်လပ်ပြီးတရားမျှတသောပါတီစိုဒီမိုကရေစီအထူးရေးကောက်ပေးကျင်းပနိုင်တပ်မတော်ကလိုအပ်သည်များကူညီဆောင်ရွက်ပေးရေးစတဲ့ဥတီချက်တွေနဲ့ညီပြည်သူလူထုကယုံကြည်အားထားရတဲ့တန်ဘောသာခေါင်းတွေဖြင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစီတွေမှာ